of exponential function ကျတော့ exponential function တွေကိုဘာလို့မှာလဲရှိတဲ့အဲ့ exponential function တွေကိုမရှိခင်ကျတော့ရှိတာလေးတွေပြန်ပြီးတော့တွေးကြည့်အောင်နောက်ပိုင်းလာမှာတွေကရှိတာတွေပဲလာတော့နော်ရှိတာပြီးရေးတာတွေလာတော့ရှိတာကိုကျွမ်းမှာရေးတာလည်းပါလို့လည်းဖြစ်အဲ့တော့ပြန်ကြည့်အောင် d ပါ dh constant constant ကိုရှိဘာရလို့ဆိုရင်0အဲ့ကိုရင်းနေရှိဘာရလို့ဆိုရင်1 အဲ့တဲ့မျိုးရှိမယ်ဆိုရင်ပါဝါရှိရှာပါတစ်ချောင်းမိုင်းနေဝါလက်ကပေါင်းတာကိုရှိမယ်ဆိုလို့ရှိရင်ရှိ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 ကပေါင်းပေါင်းနောက်ရှိလက်ကမြောက်တာကိုရှိမယ်ဆိုရင်ရှေထားနောက်ရှိပေါင်းရှေထားမယ်နောက်ရှိဒီပိုင်းလေးဝင်ပေါင်းနောက်ထားမယ်ရှိရှိရှိထားနောက်ရှိပေါင်းနောက်ထားရှိရှိ ်စားထားတာကိုရှိတ်မယ်ဆိုလို့ရှိရင်အောက်ထားအပေါ်ရှိတ်အောက်ထားမယ်အပေါ်ရှိတ်မယ်နော်နော်ပေါ်ထားမယ်အောက်ရှိတ်ဒီပိုင်းရေးအောက်နဲ့ထားဟုတ်ပြီကျွန်တော်ပို့စားထွက်တဲ့အခါမှာကိုယ်ကိုယ်ပြောင်းသွားသိနေရမှာကဒီအပေါင်းရဲ့ဒီပဲချမ်းမှာရှိတဲ့အပြုံလိုက်ကမြောက်ထားတာဒီပေါင်းရဲ့ဒီပဲချမ်းမှာရှိတဲ့အပြုံလိုက်ကမြောက်ဒီနုတ်ကဒီပဲချမ်းမှာရှိတဲ့အပြုံလိုက်တာလည်းမဖြစ်ရသေးဘူးမြောက်တာလားဒီပဲချမ်းမှာရှိတဲ့ကောင်ကလည်းမလုပ်တာဆိုရင်မြောက် ဟုတ်ကော constant constant ကြီးပဲ h မပါတဲ့ k ကိုရှိမယ်ဆိုလို့ရှိရင်တော့0ရမယ် constant နဲ့ h နဲ့တွဲနေမယ်ဆိုရင်တော့ constant လေးကိုအပြင်မှာထားပြီးရော h ပါတဲ့ k ကိုမလုပ်မယ်ဆိုလို့ရှိရင်သက်သက်ရှိနားလည်မလား h ပါတဲ့ k ကိုအတွဲလိုက်ကြီးကိုရှိမယ်ဆိုလို့ရှိရင် power ရှိချတစ်ထစ်လျှော့ power ကိုရှိချလိုက်မယ် u and minor တစ်ထစ်လျှော့လိုက်ပြီးရင်အောက်ကောင်ကိုမလုပ်မယ်ဆိုရင်သက်ရှိဒီပါ D H <B S 1> <D A S 2> U U，好啦，这边啊，有没有宝宝？不过嘛，三角 A 角形的图形包围完了以后，四角，三角 A，第六题的三角 A 图形完了嘛？太细，太细，太多了。那如三角七，八，角形完了三 s 形就是四角 A，四角 A。 ก็กูเชื่อดูสิหมายเนี่ยกูเซสควอเอชหมายเนี่ยกูเซสควอเอชสักกูเชื่อดูสิสายใจกูสายกูเชื่อมาดูสิกูสายเอชก็เอชหมายเนี่ยกูสายเอชก็เอชเอ้าชื่อว่าซีโอเรียบาร์มาดูสิบาร์ที่เท่าไหร่ดูสิหมายเนี่ยดี ရနောက်တစ်ခုဖော်မြူလာဆိုပြီးတော့တီးတန်ယူမှတ်နေတယ်ဒါလေးသိတော့ဆိုင်းလို့ရှိရင် coin d8 ကိုဘာလို့ပြရမလဲဆိုရင်ဖြစ်ရှိပြရတယ်8ကို h တက်ရှိနေဆိုရင်1ရတဲ့အတွက်ကြောင့်မရေးတော့ d8 တရားမှာဒီကောင်လေးဒီကောင်လေးပြမဲ့ဆိုရင်အဲ့ကောင်လေးဆက်လို့ဘာလို့ပြနေလဲဖြတ်ပြီးတော့ရှိပြရဟုတ်ပြီနော်ဟုတ်ကဲ့။ low h baby ကိုရှိတ်မယ်ဆိုလို့ရှင်ဘာလို့ ဘာရမယ်ဆိုလို့ရှိရင် log h baby ကိုရှိမယ်ဆိုရင်1နဲ့အပိုင်းခံ1 by 8နောက်မှာ log e baby ဆိုတာထည့်ပြရဟုတ်နော်နောက်တစ်ခု alan h alan ဆိုတာက bin e ရှိတဲ့ log ကို alan လို့ခေါ် literal log alan ဆိုတာက alan a ဆိုတာကကျွန်တော်က bin e ရှိတဲ့ကောင် log h bin bin ရှိတဲ့ကောင်ကို alan h လို့ခေါ်သူ့ neutral log เนาะ neutral အဲ့လားအဲ့ကိုရှင်းမယ်ဆိုရင်ဆရာတို့ဘာရမယ်ဆိုတော့ y by 8ဘိုင်းကဘာကဘူးဆရာတို့သင်ပါက exponential function e power 8ကိုရှင်းရင် e power 8ဟုတ်လေ e power 8ကိုရှင်းရင် e power 8ကဲတော့ formula ဆိုပြီးတော့ဒီကခေါင်းထဲမှာထည့်ပြီးတယ်။အဲ့ကို log h baby ကိုရှိမယ်ဆိုရင် 1/h log e baby ဟဲ့အောက်ကအိတ်ကလေးကိုပါပြတော့သူထက်ရှိရအိတ်ကိုအိတ်နဲ့ရှိရင်ဝမ်းမရေးတော့ဘူးဟဲ့အိတ်နေရာမှာဒီကောင်လေးဖြစ်မဲ့ဆိုရင်ဆရာတို့ဘာလုပ်ပြရမလဲသူထက်ပြီးရောရှိရုံအလား H အလား H ကိုရှိရင်ဝမ်းမှာ H ဒီ H ကိုထက်ရှိတဲ့အခါမှာဝမ်းမရေးတော့အဲ့ H နေရာမှာဒီကောင်လေးဖြစ်မဲ့ဆိုရင်ဆရာတို့ဘာလုပ်ပြရမလဲသူထက်ရှိရမယ်ဒီကောင်လေးဖြစ်မဲ့ဆိုရင်နော်ထက်ရှိရဟုတ်တော့ဤပါဝါ H ဤပါဝါ H ကိုရှိရင်ဤပါဝါ H ပဲ ါပေမဲ့ဒီအပေါ်က8ကိုထက်ရှင်းလိုက်တဲ့အခါမှာဘာရလဲဆိုရင်1ရအဲ့တော့ e power 8ကိုရှင်းရင် e power h ပဲ formula ဆိုပြီးတော့တိတက်ထပ်မှတ်တော့ဟာဒီ h နေရာမှာဒီကောင်လေး sign တွေကော့လာပါလာပြီဆိုလို့ရှင်အဲ့8ကိုဘာထပ်လုပ်ပြရလဲထက်ရှင်းပြရ shape က shape ကြီးကဒီတိုင်းပဲဘာလုပ်ပြရမလဲထက်ရှင်းပါဒါလည်းနော်အဲ့အဲ့တော့ဆရာကောင်းပြရတဲ့ခါတော့ကောင်းပြရဆရာခါရရှင်းပြတယ် low h baby ကိုရှိရင်ဝမ်းမအိတ်တော်ကြီးဘီဘီဘလို့ရတယ်ဆိုတာဆရာတွက်ထုတ်လိုက်ပါနော်တွက်ထုတ်ပြအောင်မယ်အလားအိတ်ကိုရှိရင်ဝမ်းမအိတ်ဆိုတာဘလို့ရတယ်ဆိုတာတွက်ပြမယ်ဤပါဝါအိတ်ကိုရှိရင်ဤပါဝါ h ဘလို့ရတယ်ဆိုတာအဲ့သုံးခုကိုကြောကြံခဲ့လို့နော်အဲ့သုံးခုတခါလေးပေါက်ပြီဆရာမလိုလာနေဆိုရင်တွက်လိုက်အခုဆရာတွက်ပြမှာက derivative derivative of y equal to log h BB လောဤ BB ကိုရှေ့ပါရမယ်1နဲ့ပိုင်းခံလိုက်မယ် 1/h နောက်မှာလောဤ BB ထည့်ပြဒီကောက်ကိုရှေ့ရင်အဲ့လိုပါဘယ်လိုရလဲဆိုတာဆရာတို့ချိန်ရနော်အဲ့တော့ပေးထားတဲ့ကောင်လေးကိုဆရာစထားရတယ် y ဘွဲ့လော h b အဲ့တော့ y နဲ့ log bb နဲ့တူတဲ့အတွက်ကြောင့်လို့ y ပြောင်းလဲရင် a ပြောင်းလဲရမယ်။ a ပြောင်းလဲရင် y ပြောင်းလဲရ။ y ပြောင်းလဲဖို့ဆိုလို့ရှိရင် နောက်မှာ data y ထည့်ပေါင်းပေးရမယ် h ကြောင်းလဲဖို့ဆိုရင်နောက်မှာ data h ထည့်ပေါင်းမယ်အဲ့တော့ y ကြောင်းလဲဖို့ဆိုရင် y data y ထည့်ပေါင်းပေးရမယ် log h b b က h ကြောင်းလဲဖို့ဆိုရင်နောက်မှာ data h ဆိုတော့ဘာလို့ပြရမလဲထည့်ပေါင်းမယ်အဲ့တော့ကျွန်တော် data h data y လေးကိုဒီဘက်မှာထားခဲ့ပြီးတော့ y လေးကိုပုံပို့လိုက်မယ် log h a b plus data data the star is minus 1 minus 1ဟုတ်အဲ့တော့ကျွန်တော်ဆက်ပြီးရှင်းလိုက်မယ် log h plus the star is minus ဘိုင်းနေရာမှာကျွန်တော်ဘိုင်းတာဘိုးနဲ့တူတဲ့ကောင် log h b b ကိုအစားသတ်လိုက် log h b b အစားသတ်လိုက်နေ b b အစားသတ်လိုက်နေ log နှစ်ခုကိုအနှုတ်နဲ့ခွဲထားတဲ့ကောင် single log လော့တစ်ခုလည်းဖြစ်ချင်ဘာလို့ပြရမလဲဆိုရင်စားပြရလော့တစ်ခုကိုအပေါင်းနဲ့ကွဲရထားတဲ့ကောင်ကို single လော့ဖြစ်ချင်ဘာလို့ပြရမလဲဆိုရင်ညောက်ပြရညောက်ပြရเนาะအဲ့တော့ဆရာကျွန်မလော့တစ်ခုလည်း single လော့ယူလိုက်မယ်လော့ h h plus data h by h b b ဒီပေါင်းက data y ဟုတ်လားအဲ့ဆရာဆက်ယူလိုက်ဦးမယ်လော့ကောင်းခွဲလိုက်လို့ရှိရင် h by a တခုရယ် ် data h by 8တခုလေးရ h by 8ဆိုတော့ဆရာဘာယူလိုက်မလဲဆိုတော့1 plus data h by 8ဒီဟုတ်နော်အဲ့တော့ကဆရာတို့ data y အဲ့တော့ဆရာတို့နှစ်ဖက်စလုံးကိုဆရာ data 8တိနဲ့စားလိုက်ဒီဘက်စားရင်ဒီဘက်လည်းစားလိုက်နှစ်ဖက်စလုံးကို data 8တိနဲ့စားလိုက်အဲ့တော့ data y ကို data 8နဲ့စားတယ် Di awak pion lagi tu, jadi ada sahaja sahaja pun kalau salah lagi dia macam mana? Jadi H, lo, one plus jadi H by H B B. Oh B, jadi apa masa tu ni? Jadi Y by jadi H equal to Y by jadi H. data ဓာတ်ကြီးတော့ပြောင်းမှုတော့เนาะရပါပြီအဲ့တော့1 byte data 8ကိုဆရာတို့ကောင်လေးကိုတီးရမယ်ကောင်လေးက log a power n b b ဆိုဒီတန်ညိုးလေးကိုပဲပို့လို့ရတယ်ရှေ့ကိုပို့လို့ရအရှိကိုပို့လို့ရအဲ့တော့အရှိမှာရှိတဲ့ဂိမ်းကနေကိုလည်းထန်ညိုးနေနဲ့ပါပြန်လုပ်လို့ရတယ်ပြန်ပို့လို့ရပြန်ပြီးတော့ပို့လို့ရတယ်เนาะပို့လို့ရတယ်ဆိုတော့ကျွန်တော်တို့ data y data h equal to log 1 plus beta h by h power power 1 by 1 by beta h beta h ဒီအားလေးသိပါဘူးသိမှာနော်ကဲအဲ့တော့သူတို့ရှင်ဆရာတို့ data h by h ကိုဆရာတို့ကတီလွတ်ထားလိုက်နော် data h by h ကိုတီလွတ်ထားလိုက်မယ်ကိုဟာထားရမယ်ဆိုတော့လက် data h by data h by h ကိုဘာလို့ထားလိုက်လဲတီလွတ်ထားလိုက်တဲ့အခါမှာ data h ကဘာဖြစ်သွားမလဲဆိုရင် hd ဖြစ်သွား အဲ့တော့ data h1 h ကျော်က t ကိုအစားသိပြီးတော့ data h ကျော်ကဘာကိုသွင်းလိုက်လို့ဆိုရင် ht ကိုအစားသွင်းလိုက် ht ကိုအစားသွင်းအဲ့တော့ဒါလေးကိုပြန်ကြည့်လိုက်မယ် data y ပါ data h ကျွဲ့ root log 1 plus data h h ပြန်မှာပါသွင်းလိုက်မယ် t ကိုသွင်းလိုက်ပြီးတော့1 by data h ကျော်ကဘာကိုသွင်းလိုက်လို့ဆိုရင် ht 1 by h 1 by h ဒီဖြစ်ပါတယ်။အဲ့တော့ကြည့်အဲ့တော့ b ဘာဖြစ်လဲဆိုရင် b အဲ့တော့1 by h ဒီဆိုတာ1 by h နဲ့1 by d နဲ့ဘာလောက်တာလဲ။ပြတ်တာဆက်ခွဲထက်ခွဲလိုက်။1 by h ကိုတီးတဲ့ constant လောက်ထားပြီးအရှိ့ကိုဘာပြန်လောက်လိုက်ဆိုရင်ပြန်ချလိုက်။နော်ပြန်ပြလိုက်။အဲ့တော့ရှင်းမှာဘာရောက်သွားလဲဆို1 by h log 1 plus d power 1 by d b ဟုတ်ပြီဒီကောင်က data y by data h တကယ် dy by dh ကိုဆရာတို့ကမလုပ်ရှင်တာလိုချင်တာ dy by dh ရဲ့ formula အစ်စ်က dy by a dh ကိုဒီမြင့် data h tan to 0ဖြစ်တဲ့ကောင်က data y by data h ဒီကောင်ကဘာလဲဆိုလို့ရှိရင် ီဝိုင်းပိုင်းဒီရိတ်ကဲဟုတ်တယ်နော်ကျွန်တော်လိုချင်တဲ့ဟိုတဖြည်းဖြည်းရောက်လာပြီဒီဝိုင်းပိုင်းအဲ့ဒီပြည့်ဆက်ဆက်ပြီးတော့တင်လိုက်မယ် limit data y by data h ညမှာဆက်လို့ဘာလို့တင်လိုက် y by h y by h log 1 plus, 1 plus d, d power 1 by d, 1 by d ab ဆက်တော့ဒီမှာက data y by data h ရှိတဲ့အတွက်ကြောင့်လို့ data အိတ်က0ကို h တန်းလူ0 0ကိုချင်းကတ်သွားတဲ့ခါမှလို့အခုကကျွန်တော်ဒီမှာရှိနေတဲ့ကောင်တွေကဘာလဲဆိုရင်တီရင်ရှိနေတဲ့အတွက်ကြောင့်လို့ဒီနေရာမှာတီက0ကိုချင်းကတ်သွားတဲ့ခါမှလို့တီတန်းတူပါခဲ့တယ်ဆိုရင်0ဟုတ်နော်ပြန်ဟုတ်ပြီအဲ့တော့ဒီညမှာကြည့်အောင်ဒီညမှာဆရာတို့ဘာလို့လဲဘာလို့လဲလဲဆိုရင်ဒီ y မှာ dh ဒီ limit ကလေးတီလေးတွေတက်တက်စုနေအောင်တီလေးလေးကိုဆရာဘာလုပ်လိုက်လဲဆိုတက်တက်စုလိုက်နော်တီလေးလေးကိုတက်တက်စုလိုက်နော်အဲ့တော့1 by 8ဒီလိုကြောင်းရေးလိုက်မယ်ပြီးတော့ဒီ limit ကောင်းရေးလိုက်မယ်နော် limit t tan 0 1 t 1 by 8ဒီဒီစစ်ရမှာရမယ်ရမယ်ဆိုရင်ဆရာဆက်ပြီးရှင်းလိုက်မယ်အဲ့ဒီညမှာဆက်လို့တီးရမှာက1 t က0ကိုချင်းကတ်သွားတဲ့ခါ t က0ကိုချင်းကတ်သွားတဲ့ခါမှာ1 plus t 1 by t ကဘယ်ကိုချင်းကတ်သွားမလဲဆိုလို့ရှိရင်2.7183ဆိုတော့ဘာဖြစ်လဲဆိုရင်ချင်းကတ်နော် t ရ0ကိုချင်းကတ်သွားတဲ့ခါမှာ1 plus t တကူပါဝါဝမ်မကြီးကဘယ်လိုချိန်ကပ်သွားမလဲသူကြီး2.7183ဆိုတာကိုချိန်ကပ်သွားအဲ့ဒီ2.7183ဆိုတာကဘာနဲ့တူတူပဲလဲဆိုလို့ E နဲ့တူတူပဲ exponential number E နဲ့ပါပဲလဲဆိုလို့ရှိရင်တူတူပဲအဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကောင်ကြီးက E နဲ့တူတယ်ဒါဆိုဒီတပြိုင်လုံးကြီးကဘာနဲ့တူလဲဆိုလို့ရှိရင် E နဲ့အဲ့တော့ဆရာ dy by dy by DH DH ဒီကွဲဒီ1 by 8ဟုတ်ပြီเนาะဒီတပြုံလုံးကြီးကဆရာတို့ဘာနဲ့တူသွားမှာ E နဲ့တူသွားမှာ E နဲ့တူသွားမှာဟာ E နဲ့တူသွားအဲ့တော့ log E K ဒါကြောင့်မလို့ log H ဒီဗီဒီယိုရှိမဲ့သူကြီး1 by 8 log E base B ဆိုရတာအားကြည့်ရမယ်နော်အားကဒီဗီဒီယို derivative of y equal to ln x ဆိုတာဟုတ်လား ln x ကိုရှင်းပြပါလဲအပိုင်းခံမလဲ1နဲ့1နဲ့အပိုင်းခံမယ်အပိုင်းခံပါဟုတ်ပြီဒါကတော့ ln x ဆိုတာတေချာသဘောပေါက်အောင်ဖြတ်ကြည့်မယ် ln x ဆိုတာကဘာကိုခေါ်ရလဲဆိုလို့ရှိရင် log h ဘေးကြီးရှိတဲ့အကောင်ကို ln x လို့ခေါ်တယ် natural logarithm เนาะ ဘေးရှိတဲ့ကောင် LH ကိုပေါ်တယ်ဒီဆွဲတော့ပြောကဲဆရာတို့ဒီကနေပြဆက်ရေးလိုက်ပါတော့ဒီပါဒီ8 log h 3ကိုရှိနေဆိုရင်ဆရာတို့ဘာရအောင်လုပ်ကြည့်ရှင်1နဲ့အပိုင်းခံမယ်1 by 8 log e base b log e b ဟုတ်ဆရာတို့ဘေးတွေကိုကြောင်းလိုက်ဒီဘက်ကြောင်းရင်ဘူဘက်လည်းဘာလုပ်လိုက်မယ်ဆိုရင်ကြောင်းလိုက်မယ်ဒီပါ dh ရောအိဘေးအီးဆိုပြီးတော့ကောင်းလိုက်မှာကွာ။ဘာမှအိရောအီးဒီမှာလက်ဘေးအီးဆိုပြီးတော့ကြောင်းအောင်ပေါ့ရေပြက်လည်းကြောင်းနော်။အဲ့တော့ဒီပါကဒီရောအိဘေးဘေးကြီးရှိတဲ့ကောင်ကဘာလဲသူတို့ဆိုလားဟဲ့ကွယ်တူဝမ်းမိုင်အေးရောဤဘေးရောဤဘေးရောဤဘေးဘီဒေါ်တန်းပီတာဘာလဲသူတို့ဆိုလဲဝမ်းဒါကြောင့်မလို့အန်အန်အိတ်ကိုရှိလို့ရှင်ဘာရမလဲဆိုရင်ဝမ်းပါအေးရ ားတယ်ဗျနော်အခုဒါဆိုရင် dream video တော့ y equal to v power 8ကိုရှိတ်နော် v power 8ကိုရှိတ်မယ်ဆိုရင် exponential ကိုရှိတ်မယ်ဆိုရင်စောစောဆရာ drop ပြီးသွားပြီ v power 8ကိုရှိတ်ရင်ဘာပဲလဲ v power 8ပဲဒီတိုင်းစက်မနီယာကိုအပေါ်က8ကလေးကိုတက်ရှိတ်လိုက်တဲ့အခါမှာ1ရအဲ့ h မြာမှာတိုက်တဲ့ကောင်လာပြီဆရာတို့ကအရင်ရှိတ်တက်တဲ့ပုံစံတိုင်းရှိတ်လိုက်ရင်ဒါဖြေရပါတယ်ဒါနော် ် prevented of y equal to b power ကိုဆရာတို့ဘာလို့လိုက်မယ်ဆိုလို့ရှိရင် formula လေးရလာတယ်ကိုဆက်ဆက်လိုက် y equal to b power h ဆိုတာ exponential ဆောင်လို့ပေါ့သူ့ကိုလောပုံစံပြောင်းမယ်ဆိုလို့ရှိရင် b ဆိုတော့ exponential မှာရှိတဲ့ b ဆိုတော့ကောင်က b ဖြစ်တယ်လို့လောမှာလည်းဒီကောင်ကပါတက်သွားမယ်လေ b ဖြစ်သွား။လောင်းလေးကိုကျွန်တော်ဘက်ကိုပါလို့လိုက်ပြီးပို့လိုက်။ပို့လိုက်မယ်ဆိုရင်လောမှာလည်းဒီကောင်ကပါဖြစ်သွားမယ်ဆိုလို့ရှိရင် b ဖြစ်သွား။ ်မှာ y ရှိတယ် equal to 2 exponential ဘာဝင်နေပြောဘာပြောလာလဲခင်ဗျ log ပုံတာဟုတ်ကြောက်ကြောက်မနော်ဟုတ်ပြီ log y baby equal to h မှာနှစ်ဖက်စလုံးကိုဆရာတို့ဘာလုပ်လာမှာသလို့ရှိရင် h နဲ့လိုက်ရှိလိုက်နှစ်ဖက်စလုံးကို h နဲ့လိုက်ရှိမယ်ဆိုတော့ differentiate နှစ်ဖက်စလုံးဆိုတော့ဘုဆာ both side respect to respect to h နှစ်ဖက်စလုံးကိုဘာနဲ့ရှင်းလိုက်မလဲဆိုရင်အိတ်နဲ့ရှင်းလိုက်ဒီစာရောင်းနဲ့ရေးပြီးတွားပြီးဆိုတဲ့အဓိပ္ပာယ်ပေါ်လဲကဒီကောင်ကရှင်းလိုက် dy by dh ထက်လဲသိသမှာရှိထက်လဲသိသမှာရှိဒီစာလေးရေးလိုက်ပြီးဆိုတဲ့ပုံတွေကဒီကောင်ကဆရာဘာလုပ်လိုက်လဲရှင်းလိုက်တဲ့ဝိုင်းကိုရှင်းရင်အိတ်ကိုရှင်းတဲ့အတိုင်းပဲနောက်မှ dy by dh လောဝိုင်းဘေးဘီကိုရှိတ်မယ်ဆိုရင်ဝမ်းနဲ့အပိုင်းခံတာဝမ်းပါဝမ်းလောအီဘေးဘီဝမ်းကိုရှိတ်တဲ့အတွက်ကြောင့်ဒီဝိုင်းပါဒီအေးဆိုတာမလုပ်ရဘူးဟုတ်ကဲ့အဲ့ကိုအိနေရှိတ်ရင်ပါရမယ်ဝမ်းဒီဝိုင်းဒီနေမထည့်တော့ဘူးနော်နောက်ပိုင်းနေရှိတ်တာကြီးပဲလာမှာဆိုတော့ဒါတို့ဒီလိုအဆင့်နဲ့တွက်ပါစေဟုတ်လားအဲ့တော့ကျွန်တော်လိုချင်တာကွာ ီကောင်ကြီးကိုရှိတဲ့ကွန်ပျူတာကိုလူချင်တာအဲ့တော့ DYMD ကိုဒီဇိုင်းထားပြီးတော့ဘလူလက်ကောင်ကိုပတ်ပို့လိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင် DY မှာ DH အတွက်ဘာရ1နဲ့သွားပြီးတော့မလုပ်နိုင်ဘူးညောင်းလိုက်ညောင်းမယ်ဒီကောင်ကဘာမလုပ်ပဲဆို1ကိုမလုပ်နိုင်ဘူးသွားပြီးတော့စားလိုက်အဲ့တော့ Y into 1 by 1 by log e base b log e base b ဆိုရရပါအဲ့တော့ ဝိုင်းရင်သူဆက်တော့ဘရိတ်တန်းကသိခဲ့ရတယ်ဒီကောင်ဒေါင်းပြန်နာမည်ဆိုသူပြစ်သွားတယ်လောဘီဘေးကြီးဆိုတာဖြစ်သွားတယ်ဒါပဲဒီကောင်ကြောင်နဲ့ပြန်လာမယ်ဆိုဘာဖြစ်သွားမယ်ဆိုရင်ဒေါ်ဤဘေးဘီဆိုတာဘေးနဲ့နံပါတ်နဲ့ဘာဖြစ်လဲဆိုရင်ချိန်တော့เนาะအဲ့တော့ဆရာဒီကောင်ကဘာလုပ်လိုက်မယ်ဆိုရင်ကြောင်ပြန်ပြန်လိုက်ကြောင်ပြန်ပြန်လိုက်ရင်ဝိုင်းနေရာမှာဝိုင်းနဲ့တူတဲ့ကောင်ဆရာစားပစ်လိုက် V power 8ကိုအစားပေးလိုက်တော့ V power 8သူ့ကိုဆရာတို့ဒေါင်းနဲ့လိုင်းတဲ့ခါမှာ base နဲ့ number နဲ့ချိန်ပါနေလေ log b a e ဖြစ်သွားဆရာနော် log b b e ဆိုတာဖြစ်တယ်ဖြစ်သွားအဲ့ကောင်က dy မှာ dh အဲ့ဆရာတို့ဆက်ရှင်းမယ် b power h log b b e ဘေးဤရှိတဲ့ကောင်ကပါတယ်ဟုတ်တယ်လော့ဘေးဤရှိတဲ့လော့ကအာလာလော့ဘီဘေးဤဆိုတော့အာလာလော့အစ်ဘေးဤကအလန်အဖြစ်မယ်ဆိုလို့ရှိရင်လော့ဘီဘေးဤကပါတယ်ဆိုရင်အလန်ချက်ပြီးတော့မှတ်မယ်ဘေးဤရှိတဲ့လော့ကအလန်လော့နော်ဒါလေးရှင်းပါအဲ့တော့ဒီကောင်ကအခုရေးတဲ့ကောင်ကကိုယ့်ဘက်ကိုရေးတာမဟုတ်ဒီကောင်ကဘာဖြစ်လဲဆိုလို့ရှိရင်ဖော်ပြလား ဒီပါ DH ဒီပါဝါအိတ်ကိုရှိတ်မယ်ဆိုလို့ရှိရင် exponential ကိုရှိတ်မယ်ဆိုလို့ရှိရင်ဒီပါဝါအိတ်ပဲရဘောင်းဖော်မြူလာနော်ဒီပါဝါအိတ်ပဲရမယ်အနောက်မှာဘာထက်မြောက်ပြရမယ်ဆိုလို့ရှိရင် RMB ဆိုတော့လက်စထက်နောက်ဟာအဲ့တော့ဒီပါဝါ HLMB ကဘာနဲ့တူသွားမလဲဒီပါ DH ဒီပါဝါ H တက်ပါဖြစ်တဲ့သူတွေတူပါမယ် ဘီနီယာမှာဗာလေးတွေလိုက်ပြလိုက်တယ်ဆိုရင်အီးလေးတွေတက်လာနော်အီးလေးတွေဆိုတော့ဒီမှာဆက်ပြလိုက်တယ်ဘီဘာဒီအက်ဘီဘာဝါ H ဟိုဆရာဘီဘာဝါ H ကိုတောင်းလိုက်တယ်ဆိုလို့ဆိုဘာဖြစ်သွားလဲဆိုရင်ဘီဘာဝါ H ဟုတ်ပါဘူးဘီဘာဝါ H ဘီဘာဝါ H into n n ဟာလာ E ဟာဗောဒီတိုင်းပဲဗောဘီဘာဝါ H ကိုရှိမ့်မယ်ဆိုရင်ဘီဘာဝါ H ပဲရမယ်အနောက်မှာ LMB ထက်တယ်လို့ e power 8ကိုရှိန်လဲပဲ e power 8ပဲရမယ်နောက်ပါပါတယ် l l e ဆိုတာမလုပ်ဘူးမလုပ်ပြီးနေဆိုရင်ထည့်ပြီးဟာနော်ဟုတ်ပြီအဲ့တော့ကြည့်အောင်အဲ့တော့ e power 8 alan e alan ဆိုတာဘာရှိတဲ့ကောင်းအချင်း e ရှိရတော့အချင်း e ရှိရတော့ base e ရှိရတော့ဒီ alan ဆိုတာက b e ရှိရတော့ log b e ရှိရတော့ b e တိလားအဲ့တော့မှာဆရာတို့ဒေါ်ကြီးပေးရပါရမလဲဝါဝါရမယ်အဲ့တော့ဒီပိုင်း DH E ပါဝါ H ကိုရှေ့ရပါဖြစ်သွားတယ်ဒီပါဝါ H ပါဝါ H ပဲရဒီနေရာလေးမှာကြောင်းပါသဘောပါအလားဆိုတာကဘေးရှိရကောင်ဒီရဒီဟုတ်လားနော်အဲ့တော့ E ပါဝါ H ပဲရအဲ့တော့ E ပါဝါ H ကို H အဲ့ကိုရှင်ဒီပါဝါအိတ်ပဲရမယ်ဒါတို့ဒီ formula လေးကိုအပိုလုံးရှုပ်ခံပြီးတော့မှတ်နေတော့ UH ကိုရှိတ်မယ်ဆိုလို့ရှိရင်ဒီပါဝါ 抽个一箱哦，一百万一块钱，一百万一百两的路，一百万抽一块钱，一百万抽一百两，太牛了哟！买六片嘛是的。嘞？太便宜了，太便宜了！哎呦，你都不明白嘞，楼上干么子嘛是不？一百万一块钱，一百万一百两，我讲六片六片，太便宜了！对吧都？哎呀，我讲我妈，我妈妈在那块里，把那片拿了，太牛了哟！喏，在那。 အပိုင်းကိန်းတွေရောပြီးလို့ရှိရင်လော့တွေရောစိုင်းတွေရောဘလို့ပဲလာတာအဲ့ကောင်တွေကိုတစ်စီကြီးပြီးပါဘာလို့လိုက်ရုံနဲ့လဲထက်ရှိတ်လိုက်သဘောပါလားညာနော်အဲ့တော့မှတ်ထားပါ e power 8ကိုရှိရင် e power h ပဲရမယ်ဟဲ့ဒီအပေါ်မှာရှိတဲ့8ကလေးကိုထက်ရှိတ်လိုက်တော့ y ရဟိုက်ပေါ်မှာစိုင်းလာမယ်ဆိုရင်လည်းစိုင်းဖက်ရှင်ကိုထက်ရှိတ်ပဲနော်ပြီးလို့ရှိရင်ရိုးရိုးဒေတာမယ်ဆိုရင်ရိုးရိုးထက်ရှိတ်ပဲ e power မှာဒီလိုမျိုး low h baby လာမယ်ဆိုရင်လည်း ကောင်လေးကိုမလုပ်မယ်ဆိုရင်တက်ရှိကဲဒီကောင်လေးတစ်ခုဆရာရှိတ်ယူပါဤပါဤပါဝါအဲ့ကိုရှိတ်မယ်ဆိုရင်ဤပါဝါအဲ့လိုလောအစ်ဒီရှိတ်လိုက်ပြီးတော့တာပြီးရင်ဒီကောင်ကြီးကိုဆရာတို့မလုပ်ပြီလားတက်ရှိတ်ပြရတက်ရှိတ်ပြရမှာလောအဲ့ဘေဘီကိုရှိတ်မယ်ဆိုရင်ဆရာတို့မရောက်လို့ဒီလိုဝမ်းပါအေးလောဤဘေဘီဝမ်းပါအေးလောဤဘေဒါပဲဘောပါ